ိုးရည်မှာကန်းကျင်မှာရေလိုရှိလေလိုင်းကြီးလားလေးတွေတန်းတိုင်နေလားဆိုတော့မိုးရည်မှာကန်းကြီးအချင်းလေးကိုတော့တွေ့ကြည့်အောင်เนาะအဲ့တော့ကျွန်တော်နဲ့အတူတူဒါလိုက်ကြည့်ကြအောင်เนาะ အခုဆိုလို့ရှင်ဒါကန်းကြီးကျွန်တော်တို့ဒါတွားနေတာပေါ့နော်ဒါတိတ်မလို့တော့ပါဘူးအခုဆိုရင်ဒါကအခုတွေ့နေရတာကဒါ The Valley Hotel ပေါ့နော်ဒီ hotel ရှေ့ရနေပြီးတော့ဒါကန်းကြီးဆင်းလန်းကျွန်တော်ဟိုဘက်ကနေကန်းကြီးဆင်းလန်းနေတွားမယ်ကန်းကြီးဆင်းလန်းမဟုတ်ပဲဒီဘက်မှာကန်းကြီးဆင်းလန်းအဲအသေးလေးတော့ရှိရပေါ့နော်အခုတွားမယ်လမ်းတော့ကန်းကြီးဆင်းလန်းကျဲရပေါ့နော်အဲ့မှာကာပါကင်တွေပါလေထားရလို့ရတယ်ဆိုင်ကယ်တွေပါလေ၃ဘိန်းတွေပါလေရက်လို့ရတယ်ပေါ့နော် အခုတွေ့နေရတာကန်းကြီးဆင်းလာလို့ဆင်းနေပြီ။ဟိုမှကန်းကြီးဆင်းတဲ့လမ်းပြအရန်ဟိုမိုက်တယ်ပေါ့နော်။ဒီလိုဆိုတော့ drone လေးနဲ့ video လေးရိုက်မယ်ဆိုအရန်ကြည့်လို့ပေါ့ပေါ့နော်။ဒါကတော့ hotel ဂျွန်ရှိပေါ့နော်။ဒီကန်းကြီးဆင်းလမ်းနာမှာဟိုဘက်ချမ်းမှာဆို hotel ဂျွန်ရှိမယ်။ညာဘက်ချမ်းမှာဆိုလို့ရှိရင် sunny paradise ရှိမယ်ပေါ့နော်။အခုမြင်တွေ့နေရတော့ဒါရေကျနေတယ်မြင်ပွဲပေါ့နော်ကန်းကြီးမှာလည်းရေလေးကျတယ်ဒီမှာပေါ်လုံးလေးပေါ်လုံးလေးကန်နေကြတယ် အရန်တာရပါတယ်ခင်ဗျာအခုလိုဖြစ်နေသေးလေးဆိုလို့ရှိရင်အလန်းရှောင်းမယ်ကျွန်တော်အပန်းပြည့်ပြီးတော့စိတ်လက်ကိုကြည်လင်ပြီးတော့လေလေးတဖြူဖြူလေးနဲ့အရန်တာရတဲ့ညနေခင်းလေးပါเนาะဒါဆိုလို့ရှိရင်ရာဒီလိုလေးရလဲဒါမမလျော်အောင်ဆိုင်ဆိုင်လေးဆိုတော့ လမ်းလျှောက်လို့ကောင်းတယ်မိုးလေးရွာမယ်ဆိုလို့ရှိရင်လည်းသူကမိုးပွက်ပွက်လေးနဲ့ညနေပိုင်းလေးဆိုလို့ရှိရင်ဒီပင်လယ်ပြင်ကြီးကိုကြည့်ရတဲ့အရာသားပေါ့နော်ကျွန်တော်တို့ဒီအနှစ်တာဒီလုပ်ငန်းဆောင်တာတွေလောက်ကိုင်းနေထားတဲ့သူတွေဆိုရင်စိတ်လက်ကိုကြည်လင်ပြီးတော့ကျွန်တော်အလုပ်အသစ်တွေလုပ်ဖို့အတွက်ခွန်အားအသစ်တွေကျွန်တော်ပြန်လည်ရရှိပါတယ် သေးသေးလေးမှာနားယူရအောင်ဟောလေနေမပူဘူးလေနော်ပြီးတော့ ြင်တွေ့နေရတော့မူဆောင်ကန်းကြီးရဲ့ကျွန်တော်မိုးရစီရဲ့ဒါပြင်ခွင်းလေးပေါ့နော်အရန်တာရပါတယ်အပန်းပြေလို့လည်းအရန်ကောင်းတယ်နားယူလို့အရန်ကောင်းတဲ့အချိန်လေးပေါ့နော်ချိန်ရရဆိုရင်ဒါစိတ်လက်ကိုအပန်းပြေပြီးတော့နားယူလို့အကောင်းဆုံးအချိန်လေးပါပဲ ဒီတပြူးပြူးလေးနဲ့နော်ဒါတော့ဝေဆောင်ကန်းကြီးရဲ့ကျွန်တော်တို့မိုးရတီနဲ့ညင်ခွေးလေးပေါ့နော်ဒီမိုးရတီမှာဆိုလို့ရှိရင်ကျွန်တော်ရေထဲဆဲလို့တော့မသိဘူးကျွန်တော်တို့မှာတိုင်းတွေတက်လာတယ်ကျွန်တော်ကန်းကြီးမှာဒီလိုလမ်းလျှောက်မယ်အပန်းပြေမယ်အနားယူမယ်ဆိုလို့ရှိရင်တော့ ရန်တဲ့တော့ပါတယ်ပေါ့နော်တောင်ကမ်းကြီးပေါ့အဲကျွန်တော်တို့ရဒီမှာလာရောက်နေပဲဖြစ်တဲ့အဲဒီစစ်စစ်သိလက်အပန်းဖြစ်မယ်ဒီစစ်စစ်နိုင်မယ်ဆိုလို့ရှိရင်တော့အရန်ကောင်းတဲ့အဲရာသီဥတုတွေပေါ့နော်ဒီလိုဆိုလို့ရှိရင်ကျွန်တော်ဟန်နီမူခီးတွေပါထွက်မယ်ဆိုဒီလိုအချိန်လေးကလုံးဝဒီခီးပါဧည့်တယ်လဲနေတော့ပေါ့နော်ဒီဘက်လိုကောင်းတာဖြစ်လို့ပေါ့နော် ြေမှာလမ်းလျှောက်မယ်အပန်းပြေမယ်နားယူမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဆိုဒီမှာညနေတိုင်းလမ်းလျှောက်တော့เนาะဟိုးဝေးပါကျွန်တော်ပြမယ်။ညနေဆက်လျှောက်လိုက်ရင်ဟိုးဘက်မှာကျွန်တော်အရင်လမ်းလျှောက်လို့ပုံနေနေရလေ